မိဘပြည်သူများရှင်ကျမခုမိဘပြည်သူများအတွက်ပေါ့နော်သိစေဖို့အတွက်ပေါ့ဟိုအခုကျမပြောမယ့်မိဘပြည်သူများကတော့အနီမိဘပြည်သူပေါ့ရှင်ကျမတို့ခွဲပြီးတော့ခါကြရင်ပြောပြတတ်တယ်ဆိုတော့မိဘပြည်သူများလည်းသိပါတယ်ကျမတရင်ကိုကြည့်ရတဲ့တွေမှာအနီမိဘပြည်သူတွေလည်းအများကြီးပါဝင်နေရှင်ခွန်မှန်လေးလာရေးကြပါနော်ချို့ကြလည်းကျမအမြင်မကြည့်ကြပါဘူးရှင်ဘာကြောင့်လဲဆိုတော့သူတို့စိတ်ထဲမှာကျမကိုထင်နေတာပေါ့နော် ဟိုကျမဒီနိုင်ငံတော်ဘက်ကနေပြီးရက်တည်ရဲ့ဘတ်မတူပေါ့ရှင်ဘတ်မတူပေါ့သူတို့နဲ့ဘတ်မတူတော့ကျမအမြင်မကြည့်ဘူးပေါ့ကျမနိုင်ငံမှာအဲ့ဒီ delay လေးရှိရလေကိုနဲ့ဘတ်မတူရင်ငကိုကိုငကိုနေနေတော့အမြင်မကြည့်ဖြစ်နေတာပေါ့နော်သူကိုဘာမှလာပြီးဒုက္ခမပေးဘူးဆိုတော့မှကိုနဲ့သူနဲ့မတူဆိုတာနဲ့တော့အမြင်ကမကြည့်တော့ဘူးပေါ့ရှင်အဲ့လိုမျိုးနေထားပေါ့နော်ဒီတော့ချုပ်မိဘပြည်သူတွေကအဲ့လိုကျမပေါ်မှာအမြင်ရှိရဲဒါပေမဲ့ကျမတင်းလေးသူတို့လာကြည့်ရဲ့ ။ဘာကြောင့်လဲဆိုတော့တို့ကိုယ်တိုင်လည်း comment လေးရေးပါတယ်။ကျမအဲ့ဒါလည်းဖတ်တယ်။ချို့ကြောင့်လည်းချက်ပေါက်မှာကျမ support လာရပေါ့နော်။ဟိုမမတို့ ਨੇ ကျမတို့ ਨੇ ခံယူချက်ချင်တော့မတူဘူးလေ။ဒါပေမဲ့အမပြည်သူတွေကျမတို့တစ်ခါကြာရင်ကျမတို့ခက်ခဲနေတဲ့အရာတွေတော့အမတင်ဆက်ပြီးတော့အမကိုသဘောကျတယ်ဆိုပြီးလာပြောကြရချင်း။ဒါလေးကိုဖတ်တော့ကျမရင်ထဲမှာဘုံယူပါရှင့်။ဘာကြောင့်လဲဆိုတော့ကျမရဲ့ယူရတဲ့ချက်ကလည်းအဲ့ဒါပါပဲ။ကျမနိုင်ငံမှာအနီအစိမ့်မကွဲပြားပဲနဲ့အားလုံးပေါ့နော်။နေထိုင်နေကြတဲ့အချိန်မှာကျမတို့တင်ဆက်တဲ့သတင်းတွေကပြည်သူတွေစီကိုအနီးဖြစ်ဖြစ်အစိမ့်ဖြစ်ဖြစ်အကျိုးရှိသွားတာပဲဖြစ်စေချင်ပါရှင့်။ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဘယ်လိုပဲဘက်ကွယ်နေပါစေတနင်္ဂနွေနေ့မှာအတူနေနေရလေ။ကျောင်းလုံးဘယ်နိုင်ငံမှာထွက်ပြေးတိတ်ဆောင်သွားလို့ရတဲ့သူကမဟုတ်တာရှင်။ထွက်ပြေးတိတ်ဆောင်သွားလို့ရတဲ့သူတွေကတော့အာချောင်းနိုင်တာပေါ့ရှင်။အာကျိန်နိုင်တာပေါ့ဟုတ်တယ်မလားနိုင်ငံသားကိုထွက်ပြေးတိတ်ဆောင်နိုင်သွားတဲ့သူတွေကတော့ဟုတ်တာပေါ့ရှင်ကျွန်မပြောတာ။ဒီမှာနိုင်ငံမှာစစ်ပဲဖြစ်ဖြစ်လေမုံတိုင်းပဲတက်တိုင်းမိုးပဲជីជីရေပဲရှက်ရှက်သူတို့နဲ့ဆိုင်မှမဆိုင်တာရှင်။ကျွန်မတို့ကျအဲ့လိုမဟုတ်ဘူးလေ။ဆိုင်နေရလေဟုတ်တယ်မလားဆိုင်နေရမြန်မာနိုင်ငံမှာကုန်စည်နှုန်းတက်လို့ရှင်လေ။မိဘပြည်သူတို့အနီလာစိမ့်လာဝါလာအပြာလာတူတူပဲလေ။ ဈေးတွေတက်အကုန်ဒုက္ခခံစားရတာပဲဒီတော့ကျမတို့ကဒစိမ့်တဲ့တဝမ်းနဲ့ဆိုရင်အရာလေးကိုအခုချိန်ကြီးကျမတို့ကင်ဆယ်ထားတော့မယ်ရှင့်အနည်းဖြစ်ဖြစ်အစိမ့်ဖြစ်ဖြစ်ကျမတို့အကုန်လုံးပေါ့နော်စီယုံရေးလေးနဲ့ပဲသွားကျင်နေအကြမ်းဖက်ကိုအာမပေးတဲ့သူတိုင်းကိုကျမတို့အင်အားစုတစ်ခုပြန်တိဆောက်ပြီးတော့နိုင်ငံတော်အထောက်အကူလှုပ်ချင်တယ်ရှင့်ကျမဒါကျမရဲ့စိတ်ဆန္ဒလေးကျမပြောပြတာပါ အခုဒီအမီအနီမီဘပြည်သူတွေအတွက်ကျွန်မပြောပြရမယ့်တင်ကအန်ယူဂျီပြည်ရန်ဝင်ထဏာကထုတ်လိုက်တဲ့တင်လေးကိုကျွန်မပြောပြချင်တဲ့အချက်သူတို့ဒီတင်လို့ညွှန်ကြားချက်ပေါ့နော်ထုတ်လိုက်တာကမေလ25ရက်နေ့မှာထုတ်လိုက်တာဖြစ်ပါရဲ့ရှင်သူတို့ထုတ်ထားတဲ့စာလေးကိုကျွန်မပြသထားပါရဲ့ရှင်ထုတ်ပြန်ချက်ထဲမှာကြီးထားတာကဒီသူတို့အန်ယူဂျီအနေနဲ့ပေါ့နော်သူတို့မြေပြင်မှာတဲ့ချိတ်ဆက်ပြီးတော့ဖွင့်လစ်တင်ကြားနေရဲ့ဈာကာလာပညာရေးကျောင်းနေအားလုံးကိုခိတ္တရာယီရန်နာဖို့အတွက်ညွှန်ကြားထားတာဖြစ်ပါရဲ့ရှင်စာထဲမှာရေးထားတာကတော့အများကြီးပါပဲရှင်။ဒါမဲ့ဆိုလိုရင်းကတော့အန်ယူဂျီဖွင့်ထားတဲ့ကျောင်းတွေအားလုံးပိတ်လိုက်ပြီပေါ့ရှင်။ ကျောင်းဆိုတာစာသင်တဲ့ကျောင်းလည်းပါတယ်တမွေးပညာသင်တဲ့ကျောင်းတွေလည်းပါပါရှင့်ကျွန်မအနေနဲ့ပြောချင်တာကအ junit ချီကျောင်းမှာတက်နေရင်အနီမီပါပြည်သူတွေသားသမီးတွေရှိရဲ့ရှင့်ဒီကလေးတွေရဲ့အနာဂတ်ကိုနေပြည်တော်တွေဘယ်လိုမျိုးမျှော်လင့်လို့တွားထားရလဲတော့ကျွန်မမပြောတတ်ဘူးရှင့်သိလားပညာရေးဆိုတာကဗမာတန်တန်ကောင်းပါတယ်ဒါပေမဲ့ပညာရေးမှာတရားဝင်မှုတရားဝင်မှုဆိုတဲ့အခြေအနေလေးကလည်းရှိပါတယ်ရှင့်ပညာတွေတက်တာတော့ကောင်းပါပါရှင့်ဒါပေမဲ့အတန်းပညာမှာလည်းသူ့လက်မှတ်နဲ့သူရှိရတယ်လေ အဲ့ဒါတွေကိုအန်ယူဂျီကပေါ်ဆောင်ပေးနိုင်ပါမလားသူကသူတော့တရားမဝင်တာမိဘပြည်သူတို့သားသမီးတွေတင်တင်ကြားလိုက်တဲ့ပညာတွေကိုတရားဝင်ဖြစ်အောင်သူလုပ်ပေးနိုင်ပါမလားရှင့်ကျမဒါလေးတော့စိတ်ပူပါတယ်ကလေးစာတင်တာတော့ကျမအနေနဲ့ညှိုးညင်ခြင်းမရှိပါဘူးရှင့်အန်ယူဂျီကဘောနော်သူကတချမ်းပဲကြည်ရသူအုံနောက်ကတချမ်းပဲလှုပ်လှုပ်တဲ့အဖွဲဆိုတော့လေမိဘပြည်သူတို့ကျမကိုစိတ်မဆိုးနဲ့ကျမအမှန်တိုင်းပြောပြတာနော်အန်ယူဂျီဒီအုံနောက်တချမ်းပဲလှုပ်လှုပ်တယ်ရှင့်သူတို့တချမ်းပဲကြည်ရငါတို့ဘက်အချံကလေးပဲစာတင်ရမယ်မင်းတို့ဘက်အချံကလေးစာမတင်ရအောင်ဆိုမူဝါဒကိုကင်ဆယ်ခဲ့တယ်ဆိုတော့မိဘပြည်သူများအားလုံး အသိပဲကျမပြောတော့ဟုတ်လားမဟုတ်လားပြန်ဆန်းစားကြည့်အမီမိဘပြည်သူတွေပြောပြတာနော်အညူကြီးအဲ့ဒီအချိုးချိုးခဲ့ဆိုတာမိဘပြည်သူများအသိပဲဒီတော့ဟုတ်ပြီသူတို့ဒီအဲ့လိုအချိုးချိုးပြီမယ်ကျမတို့တော့အဲ့လိုမတွေ့ဘူးရှင့်အနီးပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်မြန်မာနိုင်ငံဘယ်ဒေသမှာနေတဲ့ကလေးမဆိုကျမတို့မြန်မာနိုင်ငံရဲ့သားသမီးတွေပဲရှင့်ဒီသားသမီးအားလုံးဟာနိုင်ငံရဲ့အနာဂတ်တွေအဲ့တော့ဒီသားသမီးအားလုံးပညာသင်ရမယ်ပညာသင်ဖို့ခွင့်လန်းနေရှိရမယ်ဒါကြောင့်ကျမအမြဲတမ်းပြောတယ်စာသင်ဖို့အတွက်ကိုမတားမြစ်ပါနဲ့ပြီးလို့ရှင့်ကျောင်းစာသင်ခန်းတွေထဲမှာ လက်နက်တွေသွားထားတာလက်နက်တိုက်တွေလှုပ်တာနော်သူတို့ရဲ့ကာကွယ်ဝင်ချင်းဥယျာဉ်မော်ဆိုလက်နက်တိုက်လှုပ်ထားတယ်ကြောင်းထဲမှာအဲ့ဒါကိုသွားစစ်ဆေးတယ်စဉ်းစားကြည့်ပါဦးရှင်အဲ့တော့တိုက်ပွဲတွေဖြစ်လာတဲ့အခါကျတော့ခလေးတွေထိခိုက်ဆုံးရှုံးတာပေါ့ရှင်ကြောင်းနဲ့လက်နက်တိုက်နဲ့စစ်စခန်းတွေကတွဲဖွင့်ရတဲ့အရာမဟုတ်ဘူးရှင်အန်ယူဂျီရဲ့ view ကကြောင်းရဲ့စာသင်ခန်းရဲ့လက်နက်တိုက်ရဲ့ပီတက်တွေနေတဲ့နေရာတွေတွဲဖွင့်လာတယ်စာသင်ကျောင်းတွေမှာဒီတော့ဖြစ်စဉ်တွေဖြစ်လာတဲ့အခါကျရင်ဆုံးရှုံးမှုနစ်နာမှုတွေဟာဖြစ်လာတဲ့အခါကျတော့အခုသူတို့ကြောင်းပိတ်လိုက်ရရဲ့ရှင် ဒီတော့မိဘပြည်သူအနီမိဘပြည်သူတဲ့အသားသမီးတွေပညာသင်ခွင့်တွေဆုံးရှုံးသွားပြီအညူကြီးចောင်းပိတ်လိုက်ပြီဒါပေမဲ့စမပြောပြမယ်အညူကြီးចောင်းပိတ်ပေမဲ့ NASA ကအစိုးရအចောင်းခွင့်လာရဲ့ရှင့်အဲ့ဒီចောင်းတွေမှာចောင်းတက်ဖို့အတွက်ကိုရွေးချယ်ကြားစေချင်ပါတယ်သားသမီးပညာတက်ဖို့အဓိကပဲရှင့်သားသမီးပညာတက်မှာအနာဂတ်ကောင်းမှာကျမတို့ပြောနေကြစကားလိုပဲလေဘယ်အစိုးရတက်တက်ကိုလုံးမှာကိုစားရတာတဲ့အဲ့လိုပြောလို့ရှိရမို့လားအဲ့ဒီစကားကိုယုံကြည်ရဲ့ဆိုရင်ဘယ်အစိုးရတက်တက်ပညာကကိုသင်မကိုရမှာ ဲ့ဒါလေးမမေ့စေချင်ပါဘူးရှင့်ဒီတော့အနီမိပပြည်သူအနေနဲ့ကငါတို့ဘက်ကလူတွေပဲစာသင်ရမယ်ဆိုရဲတွေးခေါ်ရှိရဲအန်ယူဂျီကတော့ចောင်းပိတ်သွားပြီနော်တနိုင်ငံလုံးចောင်းသားတွေအားလုံးစာသင်ရမယ်ဆိုရဲတွေးခေါ်ရှိရဲနာဆာကကတော့ចောင်းခွင့်ထားတယ်ဒီတော့ចောင်းတက်ကြပါရှင့်နော်နိုင်ငံတော်အစိုးရကိုကြိုက်ကြိုက်မကြိုက်ကြိုက်ကိုယ်သားမီပညာတတ်ဖို့ကနံပါတ်1ဦးစားပေးခေါင်းထဲမှာစဉ်းစားကြပါရှင့်အစိုးရမုံလို့ရှိရင်ဝေဖန်လို့ရတယ်ထောက်ပြလို့ရတယ်ကျမတို့စီကိုသတင်းတွေပေးပို့လို့ရတယ်ကျမတို့တနိုင်ငံနဲ့နေနေကြတဲ့သူတွေအခုချိန်ထိမိဘပြည်သူနဲ့ကျမတို့နဲ့ တမြေတဲ့နေတရေတဲ့တောင်းနေကြတဲ့သူတွေပဲရှင့်ကျမတို့ဘယ်ကိုမှထွက်မသွားသေးဘူးဒီတော့မိဘပြည်သူတို့ယုံချင်းယုံကျမတို့ပုံရှုံလို့ရပါတယ်เนาะဒါကျမပြောပြတာနာဆကအကြောင်းဖွင့်ထားတယ်ចောင်းတက်ပါအညူကြီးကတော့ចောင်းပိတ်သွားပြီရှင့်ဒါလေးပဲရှိပါတယ်ဒါသတင်းရဲ့ဆိုလိုရင်းပါပဲရှင့်ဒါလေးကိုအနီမိဘပြည်သူများသိရှိနိုင်ပါစေ။တပ်သမီးလေးတွေကိုအခုအကြောင်းခွင့်ရသည်မှာအကြောင်းလေးတွေထားဖို့အတွက်ရွေးချယ်ကြကြနိုင်ပါစေပေါ့နော်။ကြောင်းတက်နိုင်တဲ့နေရာဒေသမှာဒီမှာလည်းနေထိုင်နိုင်ကြပါစေလို့ကျွန်မကဆန္ဒပြုဆုတောင်းပါတယ်ရှင်။ မိဘပြည်သူများရှင့်ကျွန်မခုဆက်လက်တင်ဆက်ပေးရမယ့်သတင်းလေးကတော့အန်တီဒေါ်အောင်ဆန်းစုကြည်သားရဲ့လုံဆောင်ချက်လေးတစ်ခုပေါ့နော်။ဒါဟာသူ့ရဲ့မိခင်ကိုထိခိုက်နိုင်တဲ့အတွက်ကျွန်မတင်ဆက်ပေးချင်ပါတယ်ရှင့်။သတင်းလေးကိုကျွန်မအယုံဆုံးပြောပြပါမယ်။မေလ24ရက်နေ့မှာဆိုရင်အမေရိကန်ပြည်ထောင်စုတက်ဆက်ပြည်နယ်ဟူစတန်မြို့မှာဆိုရင်16ကြိမ်မြောက်ပေါ့နော်ပြည်သူ့ကော်မတီအဲချင်းမြင့်မခန်းနာပေါ်ရှင့်အဲ့ဒါကျင်းပခဲ့ပါတယ်။ဒီနှစ်အတွက်ရွေးချယ်ထားတဲ့ဆုရှင်ကတော့အန်တီဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါရှင့်။ ဒီတော့ဒီစုကိုအန်တီဒေါင်းဆန်ကြီးကိုစားသူ့ရဲ့သားဖြစ်တဲ့ Mr. Kim Eric ကိုကိုထိန်လင်းရနေပြီးတော့အဲ့ဒီပွဲမှာတက်ရောက်ပြီးတော့စုယူခဲ့ပါရှင့်မှတ်တမ်းတပုံလေးကျွန်မအရင်ဆုံးပြသပါမယ်ရှင့်ဒီ Mr. Kim Eric ကဆိုရင်ဒီစုကတဲ့သူ့မိမေရဲ့ပေါ့နော်ဆွန်လွန်မှုတွေဒါမကလွတ်လပ်တဲ့မြန်မာနိုင်ငံဖြစ်စေခြင်းနဲ့အိမ်မက်ကိုလည်းရည်ညွှန်းပါတယ်တဲ့ဒီအတွက်သူတို့ဆက်လက်ပြီးတော့ပြောဆိုတွန်းလှန်ရမယ်ပေါ့ရှင့်ဒါပြောရမယ်ဆိုတော့တော်လန်ရေးကောင်းစဉ်အောက်ကနေပြီးတော့အလုံးလုံးနေကြတဲ့ဂျမ်းဘတ်တွေကိုအဖေ့စကားပြောထားတဲ့ပုံစံလို့ပဲကျွန်မမြင်ပါတယ်ရှင့် ဒီမိုကရေစီရမယ်ဆိုပြီးယုံကြည်မယ်ယုံကြည်ရဲပေါ့နော်ဒါကိုထိန်နဲ့ကျွန်မပြောချင်တာအများကြီးယုံကြည်နေကြမလို့ပါအောင်ရှင့်အခုမြန်မာနိုင်ငံဒီမိုကရေစီရတော့မှာပဲလေဒါဟာအလောက်ထိတဲ့စူးစမ်းရေးတိုက်နေကြဆရာမလို့တော့ရှင့်မကြငယ်ဒီမိုကရေစီရတော့မယ်ရုပ်ကွက်ဝင်လာတော့မယ်အချိန်ကြရင်တော့ပူပေါက်ပါဝင်ကြဖို့ဒါစဉ်းစားကြပေါ့နော်အဲ့တော့ပြောချင်တယ်ပြီးတော့နောက်ထပ်အရေးကြီးရာကဒီစုအတွက်ပေးတဲ့ငွေကြေးကဒေါ်လာ1000တိတိဖြစ်ပါရဲ့ရှင်အဲ့ဒီငွေကြေးကိုကြတော့ Mr. King Eric ကနေပြီးတော့ဒီစုကိုတဲ့သူ့မိမိလိုပဲပေါ့နော်မတရားဖမ်းဆီးချုပ်နှောင်ခံထားတဲ့နိုင်ငံရေးအကျဉ်းသားမိသားစုတွေနဲ့ လူငယ်တွေရဲ့ပညာရေးအတွက်ကိုသူကအသုံးပြုပါမယ်ဆိုပြီးပြောထားပါတယ်ရှင့်ဒီလိုပြောဆိုသွားပါတယ်ရှင့်ပြီးတော့ဒီမြန်မာကုန်ရေးစုချောင်းကိုတော့ကျွန်မအသေးစိတ်တိတိကျကျသတင်းတွေနဲ့တစ်ခါတော့တင်ဆက်ခဲ့ဦးပါတယ်ရှင့်လွန်ခဲ့တဲ့ဒီပြည်သူ့ကုန်ရေးစုစပြီးရပါတယ်ဆိုပြီးစတင်ကြတော့ပေါ့နော်ပြည်သူ့ကုန်ရေးစုကဆိုရင်ဘယ်လိုလူမျိုးတွေပေးတယ်ဆိုတဲ့အကြောင်းဒီစုရဲ့တမိုင်းကြောင်းဒီစုပေါ့နော်အော်ရွေးချယ်တဲ့အဖွဲ့ဝင်တွေမှာဘယ်သူတွေဖြစ်တယ်ဆိုတဲ့အကြောင်းဘလို့နောက်ခံနေရှိရဆိုတဲ့အကြောင်းတွေကျွန်မသတင်းတွေနဲ့တင်ဆက်ခဲ့ဥပါရရှင်မှတ်မိရတယ်မှတ်မိပါလိမ့်မယ်ဒီစုကဆိုရင်အားလုံးသိရတဲ့အတိုင်းပါပဲအဲ့ဒီ အစိုးရအခုအန်တီဒေါ်စုစုကြီးက16ရောက်မြောက်ပေါ့နော်အရှိမပေးသွားခဲ့တဲ့15ဦးပါဆိုရင် PDF တွေတော့ပါသေးတယ် PDF တွေပါသေးတယ် PDF တွေပါတယ်အညွကြီးအဖွဲ့စည်းရသူတွေပါတယ်ပြောရမယ်ဆိုတော့မြန်မာနိုင်ငံမှာအကြမ်းဖက်ဘုံခွဲတိုက်ခိုက်မှုတွေပြုလုပ်နေရဲ့အဖွဲ့စည်းတွေနဲ့လူပုဂ္ဂိုလ်တွေပေးတာရှင့်ပြီးတော့အချို့ပုဂ္ဂိုလ်တွေကြတော့နိုင်ငံသားကပေါ့နော်လက်ဝေခံပေါ့ရှင်လက်ဝေခံဟိုနိုင်ငံသားဩဇာအာဏာခံတဲ့သူတွေကိုပေးတဲ့စုရှင့်ဒီအဖွဲ့စည်းတွေနဲ့ဒီစုတွေရဲ့ရည်ရွယ်ချက်ကတော့လက်ပြမှာဆင်သွားသလိုထင်ရှားပါရှင့်ဒီတော့ ကျမနိုင်ငံမှာအင်မတန်ထက်မြက်ပြီးတော့ရဲစွမ်းတတ္တိရှိရဲ့မျိုးသမီးအဖြစ်နဲ့ကြော်ကြားတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့သားကရောဒီစုရဲ့အနောက်ကရှိွယ်ချက်တွေကိုမမြင်တတ်ဘူးလားရှင်။ကျမအဲ့လိုပဲကိုထိန်လင်းကိုမိကုံထုတ်ချင်တယ်။သူကအင်္ဂလိပ်နာမည်တော့ရှိရပါတော့။ဒါပေမဲ့ကျမကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့အတွက်သူ့မြန်မာနာမည်ပဲခေါ်ဝေပြီးတော့သုံးဆွဲပါတယ်ရှင်။ဒီကိုထိန်လေးကိုကျွန်မမေးချင်တာပါဗောနော။ဒါဟာဆိုရင်တော်အောင်ဆန်းစုကြည်ကိုချိန်တယ်ငမားချိန်။နောက်ထပ်ပြင်မှုကြီးတစ်ခုကိုထပ်ပြီးတော့ချိန်ပေးလိုက်တာရှင့်။ဒီလူတွေကအကြမ်းဖက်သမားတွေကိုပေးတဲ့စုကိုတော်အောင်ဆန်းစုကြည်ကိုပေးတာ ကိုထိန်နေရတာကိုလက်ခံလိုက်တယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ကိုဒီကျမ်းမသမားရည်နဲ့တန်းနဲ့ထားလိုက်တာလားရှင်။ကိုထိန်လေးမှာအလောက်ကြည့်တော့မှစဉ်းစားမျှော်မြင်နိုင်စွမ်းမရှိဘူးလားရှင်။အကျဉ်းတော်လေးမှာရောက်နေတဲ့မိခင်အတွက်စိုးရင်စိတ်ရှိတာတော့ကျမနားလဲပါရှင်။ဒီအတွက်လည်းနှီးပေါင်းစွာနေစူးစမ်းလို့ရပါတယ်။မှန်ကန်စွာစူးစမ်းလို့ရပါတယ်ရှင်။ဒါနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကိုထိန်လေးမသိတဲ့ကိစ္စတွေအများကြီးဆိုတာကိုကျမအနေနဲ့ပြောလိုက်ချင်ပါတယ်။ တော်အောင်ဆန်းစုကြည်ကိုပဲခိုင်းစားပြီးတော့တော်အောင်ဆန်းစုကြည်ထောင်ထဲကျအောင်လုပ်ခဲ့တဲ့သူတွေကပဲအခုချိန်မှာတော်အောင်ဆန်းစုကြည်ကိုဘန်းပြတယ်လို့လှုပ်ရှားနေကြတာရှင့်ဒါကိုကိုထိန်လေးကမြင်တတ်ဖို့လိုပါတယ်နော်ကျမတို့မြန်မာနိုင်ငံအတွက်တော်အောင်ဆန်းစုကြည်ဟာအစားထိုးလျတဲ့အမျိုးသမီးဖြစ်ချင်ဖြစ်နေမယ်။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံမှာအင်မတန်တော်ပြီးတော့ထက်မြက်တဲ့အမျိုးသမီးတွေအမျိုးသားတွေကခေတ်ဆက်ဆက်ပေါ်ထွက်နေပြီးသားပဲရှင့်တယောက်မရှိတော့ရင်နောက်တယောက်လာမှာပဲဒီတော့ကျမတို့တို့ကအစားထိုးလို့ရာကောင်းရနိုင်မယ် ကိုထိန်လင်းတွက်ကတော့ဒေါ်အောင်ဆန်းစုကြည်ဟာနှစ်ယောက်အစားထိုးလို့မရတဲ့မိခင်ပါရှင့်ကိုထိန်လင်းကိုအသက်နဲ့ခန္ဓာပေးခဲ့တဲ့မိခင်ဖြစ်ပါတယ်ဒီတော့ကိုမိခင်ဟာထောင်ထဲမှာနေရှိနေတဲ့အချိန်မှာပေါ့နော်ဒီစုကိုလက်ခံတဲ့လက်မခံတဲ့မိခင်ကိုမေးပြီးပါလားရှင့်မေးပြီးတော့မှလက်ခံလာလားမမေးဘဲနဲ့လက်ခံလာလားဆိုတော့ကိုထိန်လင်းကိုကိုကိုပြန်မေးကြည့်ပါအောင်ရှင့်ဒေါ်အောင်ဆန်းစုကြည်ကအစမတ်သမားတွေကိုပေးတဲ့စုကိုလိုချင်မှလားရှင့်အနောက်နိုင်ငံလက်ဝေခံတွေကနေပေးလာတဲ့စုကိုဒေါ်အောင်ဆန်းစုကြည်ကလက်ခံချင်မှလားရှင့် အဲ့ဒါကိုထိန်လင်းကနှစ်ဦးနှစ်ဦးကြားပေါ့နော်တွေးဆုံပြီးတော့မေးမြန်းပြီးပြီလားရှင်ကျမကိုထိန်လင်းစီကိုစကားပါတာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကိုထိန်လင်းဟာဆိုရင်တောင်ဆန်းစုကြည်ရဲ့သားဖြစ်တဲ့အတွက်ကျမတို့အနေနဲ့ကလည်းကျမတို့နိုင်ငံမှာခေါင်းဆောင်ပေါင်းဖြစ်ပူသွားတဲ့သူရဲ့သားဖြစ်တဲ့အတွက်ကျမတို့ကလည်းလေလီစားစားပဲဆက်ဆံပါရရှင်ကိုထိန်လင်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့တည်ထားတဲ့ကိစ္စတွေမပြေဆုံးပါဘူးရှင်ဒါ့အပြင်ကိုထိန်လင်းသွားပြီးတော့ပတ်သက်မိနေတဲ့အန်ယူဂျီအဖွဲ့စီအကြောင်းကိုလည်းကိုထိန်လင်းတည်ထားတဲ့ကိစ္စတွေမပြေဆုံးပါဘူးရှင် အဲ့လိုမပြည့်စုံဆိုတော့ဒီစုလက်ခံလိုက်တဲ့အချိန်မှာကျမတို့ကောင်းကောင်းသိသွားတာဖြစ်ပါတယ်။တာမန်အုံနောက်ရှိရတူဆိုရင်ဒီစုကိုလက်မခံအောင်ရှင့်။တုံတုံအတွေးမရှိလို့သာလက်ခံလိုက်တာဖြစ်ပါတယ်။ပြည်သူ့ကုံရေးစုဆိုတာပါလဲဆိုတော့ရင်းဦးဆုံးတေချာစုံစမ်းမှလေ့လာပါ။ဒီစုကိုဘလို့လူတွေပေးတာလဲဆိုတော့ကိုခြေရကောက်ပြီးပြန်ကြည့်ပြီးတော့မှသာကိုထိန်လင်းအနေနဲ့စဉ်းစားဆုံးဖြတ်ကြည့်ပါအောင်လို့ကျမတိုက်တွန်းချင်ပါတယ်ရှင့်။အဲ့လိုမှမဟုတ်တော့ကိုထိန်လင်းဟာဆိုရင်ကိုရဲ့မိခင်ကိုအကျဉ်းတောင်ထဲရောက်နေတာတော့မှအသုံးချနေကြတဲ့အဖွဲ့တွေနဲ့ အတူတူရက်တည်မိပြီးတော့ကို့မိခင်ရောအတုံးချတဲ့သားတယောက်သာဖြစ်သွားပါလိမ့်မယ်ရှင့်ဒါလေးပဲကျွန်မဇင်းသုံးသက်ချက်လေးရနေပြီးတော့ပြောကြလိုက်ပြန်စီရှင်